ားအလုံးပဲမင်္ဂလာပါ next episode talk အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အပိုင်း8မှာဘာတွေဖြစ်လာနိုင်လဲဆိုတာကို preview video တွေကိုအခြေခံပြီးပြောပြပေးမှာဖြစ်ပါတယ်ကင်ဂျူဟာမယ်ရီကိုသဘောကျနေတာကိုဝန်ခံခဲ့ပြီးမယ်ရီကအတင်းလိုက်မိတဲ့အခါမှာတော့ရှက်ပြီးခဏရှောင်ထွက်ခဲ့ပါတယ်။မယ်ရီရဲ့ရီစာဟောင်းရဲ့အမေနဲ့အမကလူနာကိုလာကြည့်ပြီးတဲ့အချိန်မှာတော့မယ်ရီကလူနာကိုကြည့်ပေးစရာမလိုတော့ပါဘူး။ဆေးရုံကနေအိမ်ပြန်မှာမယ်ရီအတွက်ပန်းစည်းတစ်ခုကိုကင်ဂျူကကားမောင်းရင်ပေးလိုက်လို့မယ်ရီလည်းခြေနက်ခဲ့ပါတယ်။ ။အိမ်ပြန်ရောက်တဲ့အခါမှာမယ်ရီကကင်ဝီကျူးရဲ့မတ်စုစာအုပ်ကိုဖတ်ခဲ့ပြီးစာအုပ်ထဲကမီဆိုဆိုတဲ့ကောင်မလေးအကြောင်းကိုမေးနေပါတယ်။ဒီနာမည်ကစာအုပ်ထဲမှာခဏခဏပေါ်လာလို့မယ်ရီကသိချင်နေပါတယ်။အမှန်ကတော့ကင်ဝီကျူးနာမည်ပေးထားတဲ့မီဆိုဟာသူမဆိုတာကိုသူမကမသိခဲ့ပါဘူး။တနေ့မှာကပယ်အင်ဂျီဝူပြီးလမ်းလျှောက်ထလာတဲ့ကင်ဝီကျူးနဲ့မယ်ရီဟာလမ်းမှာဂျင်ငယောင်းနဲ့တဲ့တဲ့ကြီးတွေ့ခဲ့ပြီးဂျင်ငယောင်းကလည်းအယံကိုအံ့ဩခဲ့ပါတယ်။တနေ့ရမှာ ခင်ဝူဂျူကအချင်းကယောင်းကိုအကြောင်းစုံရှင်းပြတော့အိမ်မဲပေါက်ပြီးအမျိုးသားအစားတို့အနေနဲ့လက်ခံတာကလိန်လန်မှုဖြစ်ပြီးအကိုပါကြံရပါဖြစ်မယ်ဆိုပြီးသတိပေးခဲ့ပါတယ်။နောက်တနေ့မှာတော့ဂျင်ကယောင်းကမယ်ရီကိုတွေ့ပြီးခင်ဝူဂျူဟာမြောင်းစွမ်းနာဥက္ကဋ္ဌရဲ့မြေဖြစ်ကြောင်းကိုပြောပြခဲ့ပြီးမယ်ရီကိုနောက်ဆုတ်ပေးဖို့ပြောခဲ့ပါတယ်။ဒါရင်မကပဲသူမကမယ်ရီနဲ့တွေ့ခဲ့ကြောင်းကိုခင်ဝူဂျူကိုပြောပြခဲ့ပြီးခင်ဝူဂျူကိုလည်းစိတ်မပါဘဲနဲ့မကူညီဖို့ကိုပြောခဲ့ပါတယ်။အဲဒီမှာခင်ဝူဂျူက သူကမယ်ရီကိုစိတ်ဝင်စားနေတာဖြစ်ကြောင်းကိုပြောပြခဲ့ပြီးမယ်ရီအမေရှိတဲ့နယ်ကိုပြန်ဆင်းသွားတဲ့မယ်ရီနောက်ကိုကင်ဝင်ဂျူကလိုက်ခဲ့ပါတယ်။ကင်ဝင်ဂျူကမယ်ရီအမေနဲ့တွေ့တဲ့အခါမှာမယ်ရီအမေကထမင်းအတူစားဖို့ပြောခဲ့လို့ထမင်းအတူစားကြပါတယ်။ရှုကနေလာပါတဲ့နေရာလေးတစ်ခုမှာတော့မယ်ရီနဲ့ကင်ဝင်ဂျူအတူစကားပြောနေကြရင် မယ်ရီကိုအားနာလို့ကူညီနေတာမဟုတ်ပဲမယ်ရီကိုသဘောကျလို့ကူညီနေတာဖြစ်ကြောင်းကိုပြောခဲ့ပါတယ်။အဲ့ဒီညမှာတော့ဂျင်ကယောင်ဟာအသေးတွေခွဲရပြီးအရက်တွေကိုမူးအောင်တောင်းနေခဲ့ပါတယ်။ဘေးမှာဒရိုက်တာဆန်ဟွန်လည်းရှိနေပြီးအမှုလုံနေတဲ့ဂျင်ကယောင်ကိုလိုက်ထိန်နေရပါတယ်။နောက်တစ်ခါမှာဂင်ဝူဂျူကမယ်ရီကိုအင်ခေါ်သွားပြီးသူ့ရဲ့မိသားစုနဲ့မယ်ရီကိုဖိတ်တွေ့ခဲ့ပါတယ်။မယ်ရီရှိစားဟောင်းဟာမယ်ရီရဲ့အကြောင်းစကားကိုသိပြီးစာရွက်စာတမ်းတချို့ကိုယူလာပြီးဟန်ဆောင်လက်ထပ်ထားတာကိုကျဉ်းနေတာလားဆိုပြီးလာမေးခဲ့ပါတယ်။အပိုင်း9ရက်မှာတော့ဇက်ရှင်ကအမြင့်ဆုံးဖြစ်လာနိုင်ပြီ မယ်ရီတို့တွေလက်ရှိအခြေအနေကိုဘယ်လိုကြော်လာကြမယ်ဆိုတာကိုစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဒါကတော့နောက်လာမယ့်အပိုင်းတွေပဲဖြစ်ပါတယ်အဆုံးထိနားထောင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်